်ကဲဒီနေ့16ရက်နေ့ရေမနေ့ပိုင်း18ရက်နေ့ရေတပတ်က17ရက်နေ့ရေဒီ30တာကာလကဘာနေ့လို့ခေါ်ကြလဲဆိုတော့ကျွန်တော်တို့နက္ခတ်အရာတွေနဲ့ကြည့်မယ်ဆိုရင်တော့ကောင်းသောနက္ခတ်တွေကောင်းသောအင်အားစုတွေစမ်းရှင်တွေရက်တွေလို့သတ်မှတ်လို့ရတယ်ပေါ့ဒီလိုရက်30ရက်တာကာလတိုင်းမှာငွေကြေးခက်ခဲနေတဲ့သူတွေဘာလို့လို့မရနိုင်တဲ့သူတွေအဲ့တော့ဒီ30ရက်မှာမရမရှိမဖြစ်ရလေအောင်ပေါ့နော်ကျွန်တော် မွေကြီးကြီးအခက်ခဲတွေပြေလည်သွားစေဖို့ရရရလေးနဲ့ကျွန်တော်ရွတ်ဖက်ရမယ်မန္တလေးဂလာရီတပုတ်ကိုကျွန်တော်မိတ်ဆက်ပေးပါမယ်နော်မွေကြီးအခက်ခဲရှိနေတဲ့သူတွေအလောက်ပဲပတ်စံရှိရှိမွေကြီးခက်ခဲနေတဲ့သူတွေရှိတယ်ပတ်စံလည်းမရှိဘူးအားနေခက်ခဲနေတဲ့သူတွေလည်းရှိတယ်အဲ့တော့ဒီရရရလေးနဲ့ဒီဂလာလေးကိုရွတ်ဖက်လုပ်ခြင်းအဖြစ်အစဉ်ပြေချောင်းဝေသွားလိမ့်မယ်နော်အဲ့တော့ဒီကျင့်စဉ်ဒီဂလာကိုများတို့ကဒါတော့16ရက်နေ့မှာတွေ့မိရယ်ဆိုပါစို့18ရက်နေ့မှာတွေ့မိရယ်ဆိုလဲ တိုက်တဲ့ချိန်မှာလှုပ်ယူလို့ရပါတယ်။အရင်ဆုံးမိမိတို့အိမ်မှာရှိနေတဲ့ပြဿနာရှင်ကိုတော့မြတ်ကြီးကြောင်းဆောင်မှာပေါ့နော်။ရေခွက်ရေချမ်းရေခဲရေပြတော်တော့ကောင်းအေးချမ်းနဲ့ရေပေါ့။အဲ့ဒါကိုစုစုပေါင်းခွနခွက်တိတိကိုဖန်ခွက်နဲ့ဖန်ခွက်မှာလည်းဘာအဖွင့်ခတ်မှာပါရအောင်။ဖန်ခွက်နဲ့ကျွန်တော်တို့ခွနခွက်တိတိမနဲ့နေ့လေညညတကောင်းနော်၃ချိန်ထက်မနေကတ်လို့ပူစောပေးရတယ်။ရေချမ်းကိုလဲလဲပြီးတော့နော်ပြည့်ရခါကျရင်ကျွန်တော်တို့ဒီ တော့ပန်ဝန်းကျင်မှာရှိနေတဲ့တနေနာနံနဲ့ပတ်သက်တဲ့သတ္တဝါတွေကိုအစာကျွေးရတယ်။အဲ့တော့ကြီးတို့၊ငှက်တို့၊ကြက်တို့၊ငါးတို့เนาะဒါတွေကိုဒီသုံးရက်ကာလမှာနည်းနည်းများများအစာကျွေးရတယ်။ဒါတော့ရေရရเนาะဘယ်လောက်များကျွေးရမလဲ။ခဏကျွေးနေကြတော့ကျွေးပြ။ဘာလည်းကောင်းကျွေးနိုင်လဲ။ကျွေးเนาะကျွေးနိုင်ဖို့ပဲရေးကြည့်။ကဲအဲ့ဒါလေးပြီးသွားတဲ့အခါကျရင်အဲ့တော့အဓိကဘာလဲဆိုတော့ခဏကရေချမ်းကတ်လို့တဲ့အချိန်မှာ ယုတ်ကမဲ့ကာရာရှိတယ်ဆိုတော့အစာရီကျူးနေတဲ့ကာမှာယုတ်ကမဲ့ကာရာရှိတယ်အဲ့တော့ရေချမ်းကတ်လုတဲ့အချိန်မှာယုတ်ကမဲ့ကာရာကိုကျွန်တော်ယုတ်ပြမယ်အဲ့တော့ကာရာကအတူတူပဲနော်ပြိဿံနေအစာကျူးတဲ့အခါမှာလည်းယုတ်ကတဲ့ကာရာလည်းအတူတူပဲကျွန်တော်တို့ဒီဖျားကိုပူဇော်ပြီးတဲ့အခါမှာယုတ်ကတဲ့ကာရာလည်းအတူတူပဲဒါကြီးကအာယုံပြုတ်ပြီးယူရတာပေါ့နော်အုံအောင်အရဟံလာဘံတိတ်တိဣဟိတနံဣဟိလာဘံဇယမေတေတုကာရာလေးကလွယ်လွယ်လေးပါအုံအောင်အရဟံလာဘံတိတ်တိဣဟိတနံဣဟိလာဘံ ဇယံမေတေတုနော်အုံအောင်ရဟန်လာဗန်သိတိအီဟိတနံအီဟိလာဗန်ဇယံမေတေတုအဲ့တော့ဒီကာလာလေးကိုရွတ်ဖက်ပြရမယ်ဘလောက်အတိုင်းတာတွေရွတ်ဖက်မယ်တကြိမ်ရွတ်ရင်စုစုပေါင်း36ခေါက်တိတိရွတ်ပြရမယ်နော်တကြိမ်ရွတ်တိုင်း36ခေါက်တိတိရွတ်ပြရမယ်နော်အစာကျွေးတိုင်းကျွေးတိုင်းမှာတော့အများကျွေးနေတဲ့အချိန်မအတိဆန်တွေကိုစာကျူးနေတယ်ပေါ့အဲစာကျူးနေတဲ့အခါမှာတိဆန်တွေကိုကျူးနေကျူးနေတယ်ဒီကာလာရုတ်ကမယ်ဒီဆန်တွေအကုန်လုံးကနေပတ်စံတွေပတ်စံတွေဖြစ်နေပြီးတော့ တို့ဒီဒီမွေတိုးွားစေတဲ့ဟာတွေကိုစားနေကြရဲဆိုတွေးပြီးတော့ဒီဟာအကောင်တော့ကိုရှိပီတိပြန်ဖြားလာတယ်ဆိုပြီးတော့ယူရမယ်။ဒါပေမဲ့ဖရားရေချမ်းပဲကတ်ကက်ပြိဿံတွေကိုပဲအစာကျွေးခြင်းမိမိစိတ်ကအ ਨੇ ဆုံးစိတ်ချမ်းသာနေရမယ်ပျော်ရွှင်နေရမယ်စိတ်ညစ်နေရမျိုးတွေဒေါသခံနေရမျိုးတွေမဖြစ်အောင်စိတ်ပေါ်ပါရှိနေရပါလိမ့်မယ်။အဲ့တော့15ရက်16ရက်18ရက်ဒီ3ရက်တိုင်းကာလမှာအားလုံးလက်ကြီးတို့ကြပါစေ။လက်လာပိုက်တို့ကြပါစေ။ကံကောင်းပြီးတော့ထီကံနေလက်ပွင့်သွားကြပါစေ။